โอเคကဲကျွန်တော်ဒီတစ်ခါတော့ကျွန်တော်တို့အဲ two step ကြော်တဲ့ new လာလာမီးနေတဲ့ဘာသာအတွက်ကျွန်တော်ဝမ်းသာစရာလေးပြောချင်ပါတယ်ကဲကျွန်တော်ဒါကဘာလဲဆိုရင်တော့ကျွန်တော်တို့အဲကျွန်တော်တို့မှာအဲမွန်တွန်းနဲ့ချိထားတဲ့ဂျီမီးမရှိတော့ဆိုရင်ကျွန်တော်တို့ကအဲ two step ကြော်လို့မရဘူးဗောနော်ကဲအဲ့လိုလိုတွေကျွန်တော်ဂျီမီးမလိုပဲနဲ့ two two step ကျွန်တော်ကြော်လို့ရတဲ့နည်းတွေကျွန်တော် ပြောပြပေးမှာဖြစ်ပါတယ်ကဲကျွန်တော်ဒီနည်းကိုအခုလိုပြောပြပေးတာကျွန်တော်မတမာတဲ့နေရာတွေမှာကျွန်တော်မုတ်တဲ့နေရာတွေမှာသုံးဖို့မဟုတ်ဘူးကျွန်တော်ကိုယ့်ရဲ့အကောင့်လေး အဲသူများဟက်ခံတာပဲဖြစ်ဖြစ်အဲကျွန်တော်တို့ဂျီမေးမရှိတော့တာပဲဖြစ်ဖြစ်အဲ့ဒီအချိန်ဒီမှာကျွန်တော်ဒီဟာလေးသုံးလို့ရအောင်ကျွန်တော်ဒါလေးကိုပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ချားလူတွေအကောင့်ကိုကျွန်တော်ဒုက္ခပေးမှာတော့ကျွန်တော်မတမာနည်းနဲ့လုံးမဲ့ဟာလေးမသုံးဖို့ကျွန်တော်ကြိုးပြီးတော့ပြောချင်ပါတယ်ဗျပြောပြီကျွန်တော်အရင်တော့ကလည်းဒီနီးကိုတင်းပေးဘူးတာရှိတယ်ဒါပေမဲ့အဲ့ဒီတော့ကဗီယက်နမ် version နဲ့ Facebook နဲ့ login ဝင်ပြီးတော့ကျွန်တော်တို့ကလောက်ရတာဒါပေမဲ့အဲ့ဒီတော့ကကျတော့နည်းနည်းလေးတိုင်ပတ်တယ်ဗောနော် VPN ချိရတာလေ Facebook account နဲ့ဝင်ရတာလေဆိုတော့နည်းနည်းအဲတိုင်ပတ်တယ်ဗောနော်အခုနေ့ကကျတော့အဲ့လိုမဟုတ်ဘူးတို့ဒီ ော့ရှင်ဒါကျွန်တော်အခုလောလောဆယ်ကျွန်တော်ဝင်ထားတာဒါကျွန်တော်ဒီမဲ့အဲကျွန်တော်ဒီမဲ့ century ကျွန်တော်100ရာခိုင်နှုန်းရှိတယ်နော်အကုန်လုံးကျွန်တော်တူးဆက်လဲအဲကျွန်တော်ပိတ်ထားတဲ့အကုန်လုံးလောက်တာ100ရာခိုင်နှုန်းရှိတဲ့ဟာကိုကျွန်တော်တို့ကအခုနည်းနဲ့ကြော်မှာဖြစ်ပါတယ်ကျွန်တော်တို့ကအရင်ကတော့ vienna version သုံးတယ်ဒါကတော့ကျွန်တော်အခုက fan deck ကိုသုံးမှာဖြစ်ပါတယ်ကျွန်တော်အခုလောလောဆယ် login ဝင်ထားတာကတော့ကျွန်တော် mobile legend ရဲ့ official application မှာကျွန်တော်ဒီ account ကို login ဝင်ထားတယ်ပေါ့နော် ကတော့ကျွန်တော်တို့ကဆောင်းလာကျွန်တော် fanpage application နဲ့အဲ့မှာ login ဝင်လို့ရှိရင်ကျွန်တော်တို့က two step တွေပါနေမတောင်းဘူးတခါရဲတန်းပြီးတော့ကျွန်တော်တို့ login ဝင်လို့ရတယ်ပြောတယ်ကဲအဲ့ကျွန်တော်တို့တစ်ချက်စမ်းကြည့်ရတော့အဆင်ပြေတယ်အဲ့တော့ကျွန်တော် browser လို့လည်းအခုရအကောင့်လေးတွေအဲကျွန်တော်တို့ two step ကျော်လို့များတဲ့အကောင့်လေးတွေမှာကျွန်တော်တို့အဆင်ပြေပြန်ပြီးတော့လုပ်လို့ရအောင်တင်းပြရဖြစ်ပါတယ်ဆောင်းလာပြောသလိုတခြားအကောင့်တွေရောဒုက္ခမပေးဘူးကျွန်တော်ကြံပေးရင်ပါလေဗျာနော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာအကောင့်လေးကိုတစ်ချက်ပြမယ်ဒါကျွန်တော်ရဲ့ရောရောစေဒီကောင်ကျွန်တော်ခု လျှော်မယ်ပေါ့နော်ဒီကောင်ကျွန်တော်လောလောဆယ်ဒီမတစ်ချက်ပြပေးမယ်အကောင့်နှုတ်မှာဆိုရင်ဒီမဲ့ကျွန်တော်တို့အဲဒီမဲ့အကောင့်တရားခံလုံးရောက်ပြီးသားကြီးအဲ့ဒါကိုကျွန်တော်ကြော်မယ်နော်ခဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာက ID လို့တစ်ချက်မှတ်ထားနော်ဒီ ID လို့တစ်ချက်မှတ်ပြီးထားအဲကျွန်တော်တို့အင်ဂိန်းနေကကျွန်တော်တို့ YDSN လို့နော် YouTube SN ပြီး ID ကကျွန်တော်တို့ပါတယ်09 58 99 130နော် အဲ့ဒါ ID ကျွန်တော်အဲ့ဒါမှတ်ထားကျွန်တော်ခုဟိုဘဲကျွန်တော် fan tech application ကသွားပြီးတော့ကျွန်တော် login ဝင်ကြည့်မယ်နော်အဆင်ပြေမပြေတစ်ချက်အတူတူကြည့်မယ်ဗျဟုတ်ပြီဒါကျွန်တော်တို့ဒါ original application မှာဆိုတော့ဒါကျွန်တော်ဒါကိုထွက်လိုက်မယ်ပြီးကျွန်တော်ဒါလေးကိုရှင်းထုတ်လိုက်မယ်ပေါ့နော်ပြီးကျွန်တော် fan tech application ကိုဝင်မယ်ဒါကျွန်တော်တို့ဒီ application ကိုကျွန်တော်အဲဒီ video ရဲ့ description မှာရောကျွန်တော်ရဲ့ description မှာလင့်ချပေးမယ်အဲ့ကနေရောဝင်လိုက်ပါနော် ဟုတ်ပြီဟုတ်ပြီဒီမှာကျွန်တော်တို့ဝင်ကြည့်မယ်နော်ဆွမ်းလာအကောင့်ကိုပဲကျွန်တော်ဝင်မယ်နော်ကျွန်တော်ဆွမ်းလာကျွန်တော်ပြပြီးသား ID ရောကျွန်တော်တို့ Century ရဲ့တရားခိုင်တော့အကုန်လုံးပြည်ပြီးသားအဲ့တော့ကျွန်တော်တို့ကြော်မယ်နော်မလုံးနဲ့ဝင်မယ်နော်အရင်တော့လို့ဖေးဖို့လိုပါရဲ့မလို့မလုံးနဲ့ဝင်မယ်

ပုတ်တောင်းမတောင်းတစ်ချက်ကြည့်မယ်ပေါ့နော်မွန်လုံးလည်းပဲဝင်လာဖြစ်ပါတယ်အဲကျွန်တော် login လို့နေလိုက်မယ် okay okay နေကြည့်မယ် okay ကဲဒီမှာကျွန်တော်တို့ဘာ two step ကျွန်တော်တို့ကုတ်မှာမတောင်းဒီတိုင်းတန်းပြီးဝင်သွားတာဖြစ်ပါတယ်ကဲအဲကျွန်တော်တို့စောနာအကောင်ဟုတ်မဟုတ်တစ်ချက်ဝင်ကြည့်မယ်ဗျာ okay ဝင်သွားပြီเนาะကျွန်တော်တို့စောနာခတ်ထားတဲ့ကျွန်တော် sanctuary ကိန်းတော့ကကျွန်တော်တို့ပုံမှန်ဆိုရင် အဲကျွန်တော်တို့ Gmail ထဲမှာကုတ်ကိုသွားယူပြီးမှကျွန်တော်ဒီမှာထည့်ထည့်ပြီးမှကျွန်တော်ဝင်လို့ရတာဒါပေမဲ့ကျွန်တော် defend application မှာကြာတော့ကျွန်တော် error လို့ပြောလို့ရတယ်ဟိုဒါလေးပြင်ရင်တော့ပို့ပြီးတော့ကောင်းလိမ့်မယ်ပြန်နောက်နေ့မဆိုရင်တော့အကောင့်လေးကိုဒုက္ခရောက်ကုန်လိမ့်မယ်ကြာကျွန်တော်တို့ချက်ကြည့်မယ် ကဝီးစာနာပြောသလိုကျွန်တော်တို့မတမာတဲ့နေရာမှာမသုံးကြဘူးလို့ကျွန်တော်ပြောချင်တယ်ကြာနော်โอเคဆက်ဆုံးလာအကောင့်ဟုတ်မို့တစ်ချက်စစ်ကြည့်မယ်เนาะဆက်လာကျွန်တော်ပြောတယ်ไอดีရဲ့နေရဲ့ဟုတ်မို့ကျွန်တော်တစ်ချက်စစ်ကြည့်မယ်ပေါ့ ကဲဒီမှာကျွန်တော်တို့ဆုံးမကျွန်တော်တို့မှာနင်းဟာ WDSN တို့ကျွန်တော်တို့ ID က9958 9910မှန်တယ်ဆုံးလာဟာပဲเนาะကျွန်တော်ဒီမှာကဲဒီမှာကျွန်တော်တို့ download ကကျွန်တော်မပြည့်စုံတော့မပေါ်ဘူးပေါ့เนาะကဲ ID လည်းမှန်ကဲဒါကြောင့်ကျွန်တော်တို့ဒီမှာဒါကျွန်တော်က phantom မှာဝင်ထားတဲ့ဟာကျွန်တော်ဘာကုတ်မှမတောင်းဘူးဒါခါရဲ direct တောင်းဝင်သွားတာเนาะကဲကျွန်တော်ကျွန်တော်တစ်ချက်ကျွန်တော် original application နဲ့ပြန်ဝင်ပြီးစစ်ပြီးမယ်ဒီမှာကျွန်တော်တို့ ID က09အဲကျွန်တော်တို့09 9နဲ့စရဲ130နဲ့ဆုံးတယ်เนาะ ဟုတ်ပြီနော်နင်းရ YDSN ဘလို့ကဲဟုတ်ပြီဒါကျွန်တော်ပြန်ထွက်လိုက်မယ်ဒါ phantet ထဲမှာကျွန်တော်တို့ကဝင်လို့ရသွားပြီ phantet application မှာဝင်လို့ရသွားပြီကျွန်တော် original application နဲ့ပြန်ဝင်ပြမယ်နော်အဲ့ ID home mode ချက်ပြန်စစ်ပေးမယ် ကဲဒီ application ကိုတော့ကျွန်တော် link ချပေးထားမယ်အဲ့ကနေဝင်ပြီးတော့ down ပါဗျာနော် MB ကျွန်တော် megabyte က210လောက်လောက်ရှိမယ်ဒါကျွန်တော် original application တွေကကျွန်တော်ဆွမ်းလာကျော်လိုက်တဲ့2 set ကျော်လိုက်တဲ့အကောင့်ပဲနော်ပြန်စစ်ပေးမယ်သိကြတော့အောင်သိကြတော့အောင်ကျွန်တော်စစ်ပေးမယ် ုကီဒီမှာခွန်ကူးငါးနဲ့စားတဲ့နှစ်တစင်နဲ့စုံးတယ်เนาะကျွန်တော်တို့နေရ WiFi SNW okay ဒီမှာကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ကဲကြိုဒီမှာပြရာခိုင်တော့ဒီမှာ account center မှာတစ်ချက်ပြန်ကြည့်မယ်ဆိုကျွန်တော်ကျွန်တော် login ဝင်လိုက်တဲ့ driver ဒီမှာကျွန်တော်ပေါ်နေပြီเนาะဒါကျွန်တော်ဆွမ်းနာဝင်တဲ့ဟာကိုဒီမှာပြပေးထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ကဘက် error လို့ပဲပြောမှာပေါ့เนาะဒီခေါင်းကတော်တော်အလုပ်ဖြစ်တယ်ပြောလို့ရတယ်ဒါပေမဲ့လို့တော်လာပြောလို့ပဲမတမာတဲ့နေရာမှာတော့မသုံးနဲ့ကိုယ့်ရဲ့ account လေးတွေပြန်ဆယ်တဲ့နေရာမှာဖြစ်ဖြစ်သုံးမှာကျွန်တော်တို့ အဲအခုကျွန်တော်တို့ login ဝင်လို့မရတော့ဆိုရဲလူတွေဒါလေးနဲ့အခုကျွန်တော်တို့ကျွန်တော်ပြောတဲ့ fan tech application နဲ့ login ဝင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကိုယ်ကချင်းနေချက်လေးချင်းမယ်အဆင်ပြေရင်အဲကိုယ်ဝင်လို့ရသွားလို့ရှိရင်အဆင်ပြေသွားပြီဒါနောက်ပိုင်းကိုယ့်ဟာကိုယ်ကြည့်ကြပြီးတော့ demo လေးဘာဖြစ် recovery ပြန်ဆွဲလို့အဆင်ပြေသွားပြီဟုတ်လားကဲအဲ့လိုလေးလုပ်လို့ရှောင်းကျွန်တော်တင်ပြတာဖြစ်ပါတယ်အဲလုံးဝလုံးဝမတမာတဲ့နေမှာတော့မသုံးဖို့ကြံပေးချင်ပါလေဗျာနော်ဒါကျွန်တော်ခန့်ခါလာမင်းနေလူတွေရှိရဲ့ကဲအဲ့လိုလူတွေတော့ကျွန်တော်ဒါလေးကိုအစဉ်ပြောင်းတင်းပေးတာဖြစ်ပါတယ်ဗျာကဲ ယူခြင်းတဲ့လူတွေကတော့လောလောဆယ်ယူတာနောက်ပိုင်းကျတော့ဒီဟာကဒီဘက်ကိုကျွန်တော်တို့မုံလုံးဘက်ကပြင်ဖို့တော့များတယ်အဲ့တော့ကျွန်တော်တို့ယူစရာရှိတဲ့လူတွေအခုဗီဒီယိုကြည့်ပြီးသွားလို့ရှိရင်ဒါလေးကိုမြန်မြန်ဆန်ဆန်ကိုယ်ကဝင်စရာရှိတာဝင်ချင်းစရာရှိတာချင်းကိုယ်ကောင်လေးပြန်ယူစရာရှိတာယူထားဖို့ကျွန်တော်ပြောချင်ပါတယ်ကြာနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ YouTube ကလူတွေတင်လိုက်ပြီဆိုရင်တိတ်မကြောက်အနည်းဆုံးတစ်ပတ်10ရက်အလောက်နဲ့ကျွန်တော်ဒီဟာတွေကပြီးတော့ပြင်လိုက်မှနေတာမှရှိတယ်အဲ့တော့ကျွန်တော်ဒီရက်ပိုင်းမှာမြန်မြန်လေးကိုယ်ပေါ့ယူစရာရှိတာလူယူပြီးတော့ကျွန်တော်တို့ အကောင့်ချင်းရရှိရချိန်တာပေါ့နော်ကိုပါကိုတက်ပါလေးကောင်းလေးချိန်တာပေါ့ဝင်လို့ရအောင်နော်ဒုစရီပါလေးဖြုတ်ဒါကကျွန်တော်ဖြုတ်တာကတော့ကိုပါကိုအစင်ပြိုလေးကြည့်ကြဖြုတ်လိုက်ပါနော်ကဲဟုတ်ပြီအားလုံးအစင်ပြေကြပါစေဘလူးလေးကဒီလောက်ပါ